အဲ့တော့ကျမတို့လေမနေ့ကကျမကနင်းနေလေးတေးတေးချာချာနဲ့ရေရေလေးလေးနဲ့မပြောရအောင်အခုတေးတေးချာချာနဲ့ရေရေလေးလေးနဲ့ပြောကြံလို့မလို့အာအခုဒီမြောင်းမြအထက်က6ကဖြစ်တဲ့ဖြစ်စဉ်ဆိုရင်ဒါမနေ့ကကျမလည်းကြည်လိုက်တယ်ပေါ့နော်ကြည်လိုက်တဲ့ကကြတော့စပိန်လေးနဲ့ကောင်မလေးကိုတခါနဲ့တယောက်ပြီးတယောက်ပါးတွေဘျောင်းကနေဘျောင်းကနေနဲ့ခြားကြတာ เนาะฉကြတာฉကြတာฉကြတာဆိုတော့ဘယ်လိုအကြောင်းအကြောင်းနဲ့ဘယ်လိုတွေတယောက်နဲ့တယောက်နဲ့ဟိုဘယ်လိုခေါ်မလဲရန်ညိုးရန်စားတွေရှိလေတလဲတော့ကိုလည်းမသိဘူးပေါ့เนาะဆိုတော့ဒါပေမဲ့လည်းတယောက်နဲ့တယောက်နဲ့ကိုတိလက်ရောက်လုပ်တယ်ဆိုတာတော့ကိုတိလက်ရောက်လုပ်ပိုင်ခွင့်မရှိဘူးလေဟုတ်တယ်เนาะကျမတို့မကြင်နဲ့ကြလို့ခလီခလီချင်းမကြင်နဲ့ကြလို့ဖြစ်ကြတယ်ပြောကြတယ်ဆိုလဲဒီလောက်ကြီးအုပ်စုနဲ့ဖွဲ့ပြီးတော့မှဒီကိုတိလက်ရောက်ဒီလုပ်เสียကြအောင်မရှိဘူးအဲ့တော့ဟို လိုက်ဖက်ကြည့်လိုက်လိလာကြည့်ဟိုလူဒီလူတင်တဲ့ post တွေကိုကြည့်ကြည့်တဲ့ခါကျတော့လက်ရှိဖြစ်တဲ့ဖြစ်စဉ်မဟုတ်ဘူးမနစ်တုံးကစာတင်နှစ်တုံးကဖြစ်တဲ့ဖြစ်စဉ်လို့လည်းဒီလိုမျိုးလေးပြောတယ်အဲ့တော့မနစ်တုံးကဖြစ်တဲ့ဘင်ဟာအမှန်လဲတော့မသိဘူးပေါ့နော်ကျွန်တော်တို့ကလည်း line ပေါ်မှာတွေ့ရတဲ့သတင်းကိုပဲပြောရတာ哦ဆိုတော့မနစ်တုံးကစာတင်နှစ်ကဖြစ်တဲ့ဖြစ်စဉ်တဲ့အဲ့ဒီမှာဖြစ်တဲ့ဖြစ်စဉ်မှာခုနအရိုက်ခံရတဲ့ကလေးမလေးကတော့ចောင်းတက်ပြီးចောင်းမတက်နိုင်ဘူးတဲ့သူကတော့စိတ်ဒဏ်ရာရတဲ့ trauma ဖြစ်တဲ့ចောင်းမတက်နိုင်ခုနကအုပ်စုဖွဲ့အနိုင်ကျင့်တဲ့ကလေးတွေကတော့ចောင်းနဲ့တက်တယ်ဆောင်းမွေးလဲဖြေတယ်တဲ့ဆောင်းမွေးလဲဖြေနိုင်တယ် ေါ့အဲ့တော့ကျွန်မခုနပြောသလိုပေါ့အမှန်တရားအတွက် အဲတာဝန်ရှိတဲ့လူကြီးမင်းများကတေးသေးချာချာမင်းမြန်စုံစမ်းစီစစ်ပြီးတော့မှအရေးယူပေးတဲ့နည်းနော်ဆိုတော့ကာယကံရှင်မိမာတွေအနေနဲ့လဲဒါမျိုးကတော့ငြိမ်မခံတဲ့ဘူးဘယ်လိုအကြောင်းကြောင်းပဲဖြစ်ဖြစ်ဘယ်လိုအကြောက်တရားမှကိုမရှိဘဲနဲ့ရင်ဆိုင်တဲ့နည်းလို့ကျွန်မဒီလိုမျိုးလေးဟိုတိုက်တွန်းခြင်းနဲ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါဟာလေဟိုအမှန်တရားခလေးအတွက်အမှန်တရားရတဲ့နည်းတယောက်နဲ့တယောက်နဲ့ဟိုမတင်းလို့ပဲဖြစ်စေတယောက်နဲ့တယောက်နဲ့သူကျုံကိုကျူးတွေဖြစ်လို့ပဲဖြစ်စေဒါပေမဲ့ ဒီလိုမျိုးကြီးကိုတိလက်ရောက်နေစော်ကားပိုင်ခွင့်လုတ်ပိုင်ခွင့်တော့မရှိဘူးဟုတ်တယ်နော်အဲ့တော့ကျမကတော့ကျမသာမိဘနေရာမှာဆိုလို့ရှိရင်တော့ဘယ်တောင်ရုပ်အထိတက်ရတက်ရကျမကတော့တက်မှာပဲဘာဖြစ်လို့လဲဆိုတော့ဒီစိတ်ဓာန်ရာဟာကျမတို့ဟိုအလားတူ ဖြစ်စဉ်မျိုးပြန်ပြီးလှုပ်လိုက်မှပဲဒီစိတ်ဒဏ်ရာပြေပြောင်းနိုင်မှာမဟုတ်ရင်ဒီကလေးရဲ့စိတ်ထဲမှာကတက်လုံးစိတ်ဒဏ်ရာဖြစ်နေမှာเนาะကျမကသာဆိုရင်တော့ကျမသမီးကိုဒီလိုလာလှုပ်တယ်ဆိုကျမသမီးကဒီလိုပြန်လှုပ်ရမှာကျမကျေနပ်မယ်เนาะရှင်းရှင်းပဲဟိုအစင်တန်းမရှိဘူးလေစင်တန်းရှိတယ်လေလာမပြောနဲ့เนาะလာမပြောနဲ့ကိုကိုစော်ကားရင် ကိုကိုလုတ်တဲ့ပုံစံမျိုးကိုပြန်လုံရမှပဲအဲကိုသားသမီးပြန်လုံလိုက်ရမှပဲကိုသားသမီးရဲ့စိတ်ဒဏ်ရာလည်းပြေပြောင်းနိုင်မယ်အဲ့တော့ကိုကိုလူရှိမှလုတ်တယ်ဆိုကိုလည်းလူရှိမှပဲပြန်လုတ်ချက်တယ် ကိုစော်ကားခံရတော့လူရှိမှစော်ကားခံရတယ်လူကယ်ရမှာတိုးတိုးတိတ်တိတ်တောင်းမှန်တာကိုကြည်အေးလိုက်ရတဲ့အဖြစ်မျိုးကတော့ဒါကာယကံရှင်မိဘအနေနဲ့လက်မခံနဲ့လို့ပဲကျွန်မတို့ပြောချင်တယ်အမှန်တရားအတိုင်းပဲဖြစ်ပါစေပေါ့နော်ဆိုတော့အခုဘာဖြစ်သလဲဆိုတဲ့ခါကျတော့ဟိုဒီဘက်နောက်ပိုင်းဆိုရင်ဒီလိုဖြစ်စဉ်ဖြစ်ရတဲ့အများကြီးဖြစ်တယ်နော်ဟိုတလောကဆိုလဲဒီလိုပဲတော်တော်လေးခရက်ထားတယ်အာဆရာဆရာမတွေနဲ့ဖြစ်တဲ့ဖြစ်စဉ်ဖြစ်ရတဲ့ပေါ့ဒါကတော့နှစ်ဦးနှစ်ဖက်အခြေအနေတွေအများကြီးရှိမှာပေါ့လေဆိုတော့ဒါပေမဲ့ចောင်းသားတွေလူငယ်တွေအနေနဲ့ကလည်းဂါရော ောဇာနိဝါဒောဇာလေးတွေကလည်းအားလေးနည်းနည်းနည်းလာတယ်เนาะဆိုတော့အာပြောရမယ်ဆိုလို့ရှိရင်เนาะ အာလက်ဦးစီယာမိတိုင်းဆိုတာပုပ်ပါစရိယာမိနဲ့ဖပဲပေါ့เนาะကျမတို့ကတော့ဒါလေးပဲပြောချင်တယ်အဲ့တော့တယ်လီဖုန်းလေးတွေဆိုတာကအရွယ်မရောက်ခင်အရွယ်လေးတွေကိုနေရာလက်ထဲမှာနေကိုအကုန်တယ်လီဖုန်းကိုစီလေးတွေနဲ့ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်ကဘာကြီးနဲ့ရမ်းထိတွေ့ကြပါတယ်เนาะဆိုတော့ဒီတယ်လီဖုန်းလေးတွေထဲမှာပဲအချိန်ကြီးကုန်ပြီးတော့မှကြံတဲ့ဘာသာရေးအသည့်ဆိုတဲ့အရာတွေလည်းမရှိဘူးเนาะအဲ့တော့မိဘတွေအနေနဲ့ကလည်းနေရာဒီចောင်းပည့်ရက်လိုဟာမျိုးလေးတွေမှာဒမတ်စကူးဆိုတာမျိုးလေးတွေကိုပို့တဲ့နေเนาะအာမဟုတ်လို့ရှိလို့ရှိရင်လည်းယဉ်ကျေးမှုလေးတွေပေါ့ဒီလိုမျိုးလေးတွေကိုတင် जा ပေးတဲ့နေမပို့နိုင်ဘူးဆိုရင်တော့မိဘတွေကအဆိုးအဆုံးမတွေ မနေနဲ့ဒါတွေကိုသင်ကြားပေးဖို့လိုအပ်တယ်เนาะဘာသာရေးအသည့်တွေခုနကပြောတဲ့လူကြီးသူမကိုယူသိလေးစားရတယ်ဆိုရင်ဟာတွေဟီဒီအော်တပ်ပါတွေเนาะနောက်တစ်ခါ38ဖြာမင်္ဂလာတွေเนาะကျွန်တော်တို့တွေလူကြီးသူမနဲ့ဆိုလို့ရှိရင်အခြေလန်းကိုရှက်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 မလျှောက်ရတာတို့ထမင်းကိုပလက်ပလက်မစားရတာတို့ထမင်းလက်နဲ့နေစားရင်လက်စစ်ကိုမကြုံရတာတို့ဒါမျိုးတွေကျွန်တော်တို့ငငယ်ရဆိုเนาะစီးစနစ်တကျနဲ့ကျွန်တော်တို့တွေကကြီးပြင်းနေရတယ်ဒီဘက်ခေတ်ကတော့အာမိဘတွေကိုယ်တိုင်ကလည်းကိုယ့်ရဲ့စားဝတ်နေရေးကိုရုန်းကန်ရတာတွေကတပိုင်း င်းပေါ့နော်ဆိုတဲ့ခါကျတော့အာတိတ်ပြီးတော့မှသားသမီးတွေနဲ့ဟိုအပြောအဆိုလေးတွေနေကုန်တာပေါ့နော်နေကုန်တဲ့ခါကျတော့ဖာတိဖာသာလေးတွေဖြစ်တယ်ကျမလေးအခုဆိုလေးကြည်ရတာအများသောအားဖြင့်မိဘနဲ့သားသမီးရဲ့မေတ္တာချီးမောင်မှုအားလေးတွေလည်းနေတယ်အဲ့တော့ ျွန်တော်တို့လေဟိုဗုဒ္ဓဘာသာဝင်နေကပို့ပြီးတော့မှနည်းနည်းလေးပော့ယော်မှုအောင်လေးတွေပို့များတယ်လို့ကျွန်မဒီလိုလေးဖြစ်တယ်ကျွန်တော်တို့ဂျန်နဲ့အစ္စလာမ်တို့ခရစ်ယာန်တို့ဆိုလဲခရစ်ယာန်ဆိုရင်တော့ဒါဆန်ဒေးစကူးတွေเนาะသူတို့ကလေတနင်္ဂနွေနေ့တိုင်းချက်ကြောင်းတက်တာမျိုးလေးတွေကျွန်တော်တို့ဥပုံနေ့တိုင်းဥပုံမဆောင်ဖြစ်ဘူးเนาะနောက်တစ်ခါလေအာအစ္စလာမ်ဆိုလဲဒီလိုပဲသူတို့အရွယ်လေးတွေရပြီဆိုတာနဲ့တခါတည်းဘာသာရေးကျောင်းတွေသူတို့ပို့ပြီးတော့မှတင်ကြားစီတယ်ကျွန်တော်တို့စီကကြတော့ဗုဒ္ဓဘာသာတွေကကြတော့ဘာဖြစ်တယ်လဲဆိုတဲ့ခါကျဖုန်ကြီးကျောင်းခေါ်သွားရင်ကလေးတွေပြင်းမယ် ်ဘုံကြီးကျောင်းခေါ်သွားရင်မျက်စိနှောက်မယ်လူကြီးတွေအတန်နေစုတယ်အနှောက်ယှက်ဖြစ်မယ်ဆိုပြီးတော့မှထားခဲ့တယ်ကလေးတွေကိုခေါ်မသွားကြဘူးเนาะအဲဒီတော့ဘာဖြစ်လဲဆိုတော့ကလေးတွေကလေဒီဘာသာရေးနယ်ပယ်တွေနဲ့ဝေးလာတယ်အဲဒီတော့အိမ်မှာအားရင်ဘာလုပ်လဲဆိုဂိမ်းချတယ်တယ်လီဖုန်းလေးတွေတကိုင်းကိုင်းနဲ့လုတ်တယ်ဆိုတော့အဲဒီတော့လေမိဘကတကယ်တကယ်အရေးရဲ့အကြောင်းရဲ့လို့စုဆုံးမှရင်လေမိဘရဲ့စကားနားထဲမှာမဝင်တော့ဘူးเนาะဆိုတော့သူတို့တွေဘာလုပ်လဲဆိုချတယ်ဟာတနက်ဖြစ်တဲ့ဂိမ်းတွေတက်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 တချိန်လုံးဒီလူသက်ချင်တဲ့စိတ်တွေပေါ့เนาะဟာတခါတည်းကိုလေဟာရ န်လိုတဲ့စိတ်တွေဖြစ်တာပေါ့နော်ရန်လိုတဲ့စိတ်တွေဘာဖြစ်လဲဆိုတော့ဂိမ်းကြီးထဲမှာတန်အမကိုဒီလိုဖြစ်တဲ့ခါကျတော့ရန်လိုတဲ့စိတ်တွေအဲ့တော့အာနောက်တစ်ခါလေးဟိုဆူဆုံးမှမလွယ်တော့ဘူးပေါ့နော်တို့လေတို့ကနေတို့ဖာတိပါတာနေတော့တန်ရောစင်လည်းမချီနောင်တော့ဘူးကျမတို့တွေငငယ်တော့ဆိုဒီလိုမဟုတ်ဘူးလေနော်ခစ်ကြီးတိုးတက်တာလဲတိုးတက်တာပေါ့ခစ်ကြီးမီတာလဲမီတာပေါ့မိဘနဲ့သားသမီးနှွေးထွေးမှုလေးတွေတော့မိဘတွေကတေးတေးချာချာလေးပြန်ယူဖို့လိုအပ်တယ်နော်ဆိုတော့လေအဲ့လိုမျိုးရဲ့နောက်ဆက်တွဲဒီမှာကလေးတွေကဘာဖြစ်လာလဲဆိုတဲ့ခါကျတော့ဆူဆုံးများရရခက်ခဲ င်းလာတယ်နောက်တစ်ခါစိတ်တေးကလည်းရုပ်ရင်းကြမ်းတမ်းလာတယ်เนาะအဲ့တော့ခုနလိုပေါ့ဟောနောက်တစ်ခါကျမတို့ကဘာကြီးနဲ့အရန်ထီတွေ့တဲ့ခါကျတော့ရုပ်ရှင်တွေရဲ့ influence တွေပေါ့အာရုပ်ရှင်တွေရဲ့မှာဆိုဒါ hotel on onsor ကားဆိုရင်အเจ้าမှာလုံးဝအနိုင်ကျင့်တာเนาะလုံးဝအနိုင်ကျင့်တာအာအနိုင်ကျင့်တာမှာရရက်ဆက်ဆက်ကိုအနိုင်ကျင့်တာအာတစ်ခါတည်းကိုအင်္ကြီးတွေကိုချုပ်ပြီးတော့ကိုရိုက်နှက်ပြီးတော့ကိုဒီလိုတွေအထိကိုအနိုင်ကျင့်တဲ့ရုပ်ရှင်ကားတွေเนาะဒီလိုဟာမျိုးတွေလည်းမြင်တွေ့ပြီးတော့မှဒါခလေးတွေဆိုတာကဆေကျော်သက်ဆိုတာကအရန်အတုမြင်အသက်တင်တယ်အတုခိုးလွယ်တယ်ပေါ့เนาะအာတစ်ခါတည်း အချစ်ကားတွေကြည့်ပြီးသွားရင်လည်းအချစ်ကားတွေဟာမင်းသားမင်းသမီးဖနှက်ကြိုးစီးဆိုဟာတို့ဒီမှာဒါအချစ်ကားတွေပေါ့အိမ်တော်ကြီးဖောက်ပြန်တဲ့ကားတွေဆိုလည်းဟာအိမ်တော်ကြီးဖောက်ပြန်တယ်ဆိုတာဘာမှမဟုတ်တော့ဘူးဆိုတဲ့ပုံစံမျိုးထိကိုအိမ်တော်ကြီးဖောက်ပြန်ရင်ပဲခင်မိသလိုလိုเนาะအိမ်တော်ကြီးဖောက်ပြန်တာကိုပဲအာဘာမှမဟုတ်သလိုလိုเนาะအမလေးအိမ်တော်ရှိနေတခါတည်းယောက်ျားမိန်းမရီးစားထားတယ်ဆိုတာက စကလုံးကိုတော့မှသုံးထုံးလိုက်ကြသေးတယ်เนาะဆိုတဲ့ကကြတော့အတူယူမယူသင့်တဲ့ဟာတွေကိုအတူယူလွဲမှားကြတာပေါ့เนาะဆိုတော့အဲ့တော့ဘာဖြစ် ဆိုတော့ဒီဆေးကြောတက်လေးတွေရဲ့အဓိကတော့မိဘပေါ့နော်မိဘမိဘမိဘမှာမှအမေတွေပေါ့အမေတွေပါနေဖို့လိုတယ်အမေတွေအပြုံးဆိုမနေဖို့လိုတယ်နော် အမေဒီပြောဆိုဆုံးမနိုင်တော့မှဒါတန်ခါကြမယ်ကိုကခင်မီရလဲခင်မီရဘိုးဆန္နာလဲဘိုးဆန္နာခုနလိုပေါ့ခလေးတွေဘမစကားမတက်ဘူးเนาะဘမစာမရေးတက်ဘူးဆိုအယံဂုံယူကြတယ်เนาะဆိုတော့မြန်မာလူမျိုးဟာမြန်မာစကားမတက်တာဂုံယူစရာကိစ္စလည်းမဟုတ်ပါဘူးเนาะဆိုတော့ဘာမှလည်းကြီးမြတ်သွားတဲ့ကိစ္စလည်းမဟုတ်ပါဘူးเนาะဆိုတဲ့ခါကျတော့အဲဖျားစာနေဆိုမရဘူး तू ကမြန်မာစကားတော့ကောင်းကောင်းမပြောတတ်ဘူးလေဒီလိုမျိုးလာတာเนาะဆိုတော့ဘာဆိုဘာမှမဆိုင်ကျမတို့သားသမီးတွေဆိုလည်းဘိုးเจ้าတက်ခဲ့တာပဲเนาะဘိုးเจ้าတက်ခဲ့ပြီ မှာနိုင်ငံသားကြီးတာပဲအမလီမြန်မာစကားကိုမှုတ်ထွက်နေအောင်ပြောနိုင်တယ်။မလီမြစ်တာတော့အလွတ်ရတယ်၊တန်ပုတ်တီအလွတ်ရတယ်၊ငါးပါးတီလိုက်ရတယ်၊ဖျားရဲဆွေလို့ရှစ်တောင်းမျိုးတော့ပေါ့အကုန်တိတယ်။လူနေပဲဆိုင်တယ်။နော်။ကျင်လင်ရအတိုင်းအဝိုင်းနေပဲဆိုင်တယ်။ နော်မိဘရဲ့တင်စားပြသမှုနဲ့ကိုင်ကန်ရှင်ကလေးရဲ့နာယူတင်ယူနာခံမှုနဲ့ပဲသက်ဆိုင်တယ်။ဘာမှဘူချောင်းထားလို့မြန်မာစကားမတတ်တာတို့ဘူချောင်းထားလို့မြန်မာလိုမပြောတတ်တာတို့မြန်မာစာမရေးတတ်တာတို့ဖျားစာတွေမစိုးတတ်ဘူးလို့မြန်မာစာရေးရရင်သိစိတ်ညစ်တာလို့ဆိုတော့အဲ့ဒါအပေါ်တွေစောက်ပေါ်တွေလောက်တာနော်အဲ့တော့ကျမတို့သားသမီးတွေလည်းဘူချောင်းထားခဲ့ပြီးတော့မှနိုင်ငံခြားမှာကိုကြီးတာ ်နော်ဆိုတဲ့ခါကျတော့အဲ့တော့လေဟိုတိတ်ပြီးတော့လေအပေါ်တွေမလုံးကြပါနဲ့နော်အပေါ်တွေမလို့ဘိုးချောင်းထားတာလေဘိုးချောင်းထားတာမြန်မာပြည်မှာနေတာမြန်မာစကားနဲ့ပဲ communication လုပ်တာကြောင်းမှာပဲဘိုးလိုများသောအဖြစ်ပြောကြတာပါနော်ဆိုတော့အိမ်မှာမိဘနဲ့လေကျမတို့မြန်မာလိုပဲ communication လုပ်တာပါအဲ့တော့မိဘကတေးသေးချာချာသင်မတေးသေးချာချာအာ ကျမတို့အသိပညာဘ ഹു သုတအသက်ပညာအားဖြင့်စာသင်ကျောင်းကိုပို့ရင်အဆင့်မြင့်ပညာတွေကိုသင်စေရင်အသိပညာအားဖြင့်လေဘာသာရေးအသိရိုးရာရင်ကျင်းမှုမိမိရ ဲ့ဓလိထုံနှန်းစင်လာတွေကိုတင်ပေးပါเนาะဒါမြန်မာဟာမြန်မာပဲเนาะမြန်မာဟာမြန်မာပဲအေးအချင်းနေအကြောင်းအကြောင်းအကြောင်းမလို့ American citizen ဖြစ်သွားရင်လေကျမတို့လေသိလားအဲ့ဒီ passport ထဲမှာလေ bombies ပဲเนาะမြန်မာပဲเนาะသိလားမြန်မာပဲ American မဖြစ်သွားဘူး American နိုင်ငံသားပဲဖြစ်မယ်လူမျိုးတည်မြန်မာပဲဖြစ်မှာเนาะ တိလားအယိုးပေါ်အယိုးမဖုံးနဲ့ဟာသွားပြီးတော့မှအင်္ဂလန်နိုင်ငံသားခံယူလိုက်လို့လေအင်္ဂလန်နိုင်ငံသားဒီနိုင်ငံသားမှာပဲအင်္ဂလန်နိုင်ငံသားဖြစ်မှာလူမျိုးမှာဘွန်မစ်မြန်မာပဲเนาะ တိလားအဲ့ဒါလေးကိုတိတိတ်ပြီးတော့မှလေအယန်းနေလဲဘူမဆန်ညာနဲ့အယန်းနေလဲအောက်ချေမလို့ကြနဲ့မြန်မာဟာမြန်မာပဲဒါကြောင့်မလို့ကျွန်တော်တို့လေဒီဖျားရင်တရားတော်လေးငါးပါးတိလားလေး38ဖျားမင်္ဂလာလေးလူကြီးသူမကိုရိုတည်ဖို့လေကျွန်တော်တို့မြန်မာရိုးရာရင်ကျင်းမှုတခါတည်းကိုအစင်လာလေးနော်ဟာတခါတည်းဟောတိတင်တိတိုက်တဲ့ဟာတွေကိုမိဘတွေကပြောဆိုတင်ကြားပေးဖို့လိုအပ်တယ်ဘိုးเจ้าမကလို့ဘိုးเจ้าရဲ့အဖေမှကြောက်မှာပဲထားထားနော်ဆိုတော့ဒါလေးတွေတော့မိဘတွေမှတာဝန်ရှိတယ်နော်မိဘတွေလိုအပ် ဲ့လိုသားသမီးတွေရိုင်းနေလို့ပဲပြောပြရစီเนาะဆိုတော့တော်တော်လေးကိုမြင်ရတွေ့ရတာတွေအဆင်မပြေဘူးเนาะအဲ့တော့နင့်နာတဲ့